ရင်တစ်ခါတုန်းကဆိုလို့ရှိရင် NLD ရဲ့သမိုင်းအစအကြောင်းကျွန်မပြောသွားတာဖြစ်ပါတယ်။အဲ့တော့ NLD သမိုင်းနဲ့ဘလို့မှခွဲခြားလို့မရတဲ့ကိစ္စအရတော့ NLD ဥဆောင်မှုနဲ့ပတ်သက်တဲ့ဟာတွေပါပဲ။ NLD ဥဆောင်မှုဘက်မှာဆိုလို့ရှိရင်ဘလို့တံပိုးထားတွေရှိခဲ့တယ်။ဘလို့ပုံစံနေနဲ့ကျမတို့တွေဟာတူဖို့တူဆက်ဆံခဲ့တယ်ဆိုတာအဲ့ဒါတွေကသိအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ဖွဲ့ချုပ်ခဲ့သမိုင်း ကျမတို့ရဲ့အဖွဲချုပ်ကတံပိုးထားတယ်ဆိုတာဟာအဖွဲချုပ်ကိုဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအများကြီးတည်ပါတယ်အဲ့တော့ကျမတို့အဖွဲချုပ်ကိုဥဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေလို့ပြန်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးဘ ਹੁ အလို့မှုဆောင်ပွဲတွေရာဆိုလို့ရှိရင်အခုလက်ရှိဘ ਹੁ အလို့မှုဆောင်ပွဲတွေမှာကျန်တာကျမတယောက်ပဲဖြစ်ပါတယ်အဲ့ဒီတုန်းကတော့စတုန်းကတော့ကျမကဘ ਹੁ အလို့မှုဆောင်ပွဲတွေမှာအငယ်ဆုံးမှာအခုကျတော့အကြီးဆုံးဖြစ်သွားပြီပေါ့နော်တရားလို့လည်းအနှစ်ကလည်း30ကျော်သွားပြီဟုတ်ပြီတော့ဒီကြားထဲမှာ ပထမဦးဆုံး NLD ကိုဖွဲ့တုန်းကအစုဖွဲ့သုံးဦးနဲ့ဖွဲ့ထားတာပါဦးအောင်ကြီးအစုအစုဖွဲ့နောက်အကဦးတင်ဦးအစုဖွဲ့နောက်ပြီးကျမရအစုဖွဲ့ပေါ့နော်ဒီလိုအစုဖွဲ့နဲ့ဖွဲ့ထားပြီးတော့1988ခုအဲ့နှစ်မကုန်ခင်ပဲဒီကျမတို့ဒီပထမဦးအောင်ကြီးအစုဖွဲ့နဲ့ပြဿနာလေးတွေဖြစ်ပြီးတော့နောက်1989ခုကနေစပြီးတော့ကျမတို့ကနှစ်ဖွဲ့ပဲကျမတို့နှစ်ဖွဲ့ဆိုတာဟာဦးတင်ဦးဦးဆောင်နဲ့ တက်မတော်ရာရှိကြီးဟောင်းမြောက်အဖွဲ့နဲ့ကျမတို့ကျမဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်အဲ့တော့ကျမတို့နှစ်ဖွဲ့ဟာပေါင်းစည်းပြီးတော့လုခဲ့တာဟာညီညီညွတ်ညွတ်နဲ့နှစ်ပေါင်းများစွာဒုက္ခပေါင်းများစွာကိုအတူကျော်ဖျက်ခဲ့ပါတယ်အဲ့ဒီမှာနေရာနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ကျမတို့ဦးဆောင်တဲ့ဟိုလုံမှုဆောင်ဖွဲ့တွေပေါ့နော် NLD ကိုဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကြားထဲမှာနေရာလူတယ်ဆိုတာဘယ်တော့မှမရှိပါဘူး ကျမတို့ရဲ့အဓိကအမြင်ကနေရာပေးဖို့ဟာအရေးကြီးတယ်။တယောက်ပေါ်မှာတယောက်သစ္စာဆောင်ဖို့ဟာအရေးကြီးတယ်။တယောက်ကိုတယောက်ကူညီမဆပေးဖို့၊ကူညီကောက်ွယ်ပေးဖို့ဆိုတာအရေးကြီးတယ်ဆိုတော့ငူတွေနဲ့ကျမတို့လုပ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးဥက္ခရာတို့ဦးအောင်ကြီးပေါ့နော်။ဒါနဲ့ကျမတို့ဦးအောင်ကြီးနဲ့လမ်းခွဲပြီးတဲ့အခါမှာအန်ကဦးတင်ဦးကဥက္ခရာဖြစ်လာပါတယ်။နောက်1989ခုဇူလိုင်မှာကျမနဲ့အန်ကဦးတင်ဦးအထင်းသိမ်းခံရပြီးတဲ့နောက်မှာ အခုဦးကြည်မောင်ကနေပြီးတော့ဥက္ခဖြစ်လာပါတယ်အဲ့ဒီဟာကနေပြီးတော့1990ခုနှစ်ရွေးကောက်ပွဲလွန်တဲ့ကာလအထိအခုဦးကြည်မောင်ကဥက္ခဖြစ်ခဲ့ပါတယ်အဲ့ဒီနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာအခုဦးကြည်မောင်အထိမ့်သိမ့်ခံရတဲ့အခါကျတော့အခုဦးအောင်ရွှေကဥက္ခဖြစ်ခဲ့ပါတယ်အဲ့တော့ဥက္ခတူလဲ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 သွားပြီနဲ့အားလုံးဟာအဲချောချောမုံမေပါပဲတယောက်နဲ့တယောက်ကြားထဲမှာ ဘာမှနားလည်မှုလွဲမှားတာလည်းမရှိခဲ့ဘူးညင်ညွညွစီစီလုံးလုံးနဲ့ပြဿနာတွေမှန်သမျှအောင်ဒုက္ခတွေမှန်သမျှအောင်အတူရင်ဆိုင်ခဲ့ရတယ်အကူဦးအောင်ရွှေဥက္ကဋ္ဌတတန်းတခြားမှာဆိုလို့ရှိရင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကစိန်ခေါ်မှုမျိုးမျိုးကိုရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီအချိန်တွေတော်တော်များများကတော့ကျမတို့လည်းထိမ့်သိမ့်ခံနေခဲ့ရပါတယ်အဲ့ဒီတော့အကူဦးအောင်ရွှေတို့နဲ့တူတူရုံးကန်နိုင်ခဲ့တဲ့အချိန်တွေမှာမရှိပါဘူးအဲ့ဒီအချိန်ကာလအတွင်းမှာ ဟိုကျမရောအန်ကဦးတင်ဦးရောအန်ကဦးကြည်မာရောအထင်းသိမ်းခံနေရတဲ့အချိန်အတွင်းမှာကိုကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ထုတ်ပယ်ခံရပါတယ်အဖွဲ့ချုပ်အဖွဲ့ဝင်တွေအဖြစ်နဲ့တရားဝင်ပေါ့နော်ကျမတို့ရဲ့အဖွဲ့ချုပ်ဘဟုအဲအလုံးမှုဆောင်အဖွဲ့ဆိုတော့အန်ကဦးအောင်ရှိဦးစီးတဲ့အဖွဲ့ကနေပြီးတော့ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့တရားဝင် ထုတ်ပယ်လိုက်ပါတယ်ထုတ်ပယ်တယ်ဆိုတာလေကျမကရေဒီယိုကနေကြားရမှာပဲသိပါတော့တယ်ဘယ်လိုဘာကြောင့်ကျမတို့လဲ ကျမတို့ထုတ်ပေးလိုက်တယ်ဘလို့ဖြစ်တယ်လဲဆိုတော့ဂါကနာနာမသိပေမဲ့ဒါကျမတို့ရဲ့အဖွဲ့ချုပ်ကတော့တော်တော်အခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ဒီလိုကိစ္စတွေဖြစ်ပေါ်တယ်ဆိုတော့ကျမတို့လုံးဝနားလည်ပါတယ်ကျမကတော့တော်ကျမအိမ်မှာပေါ့နော်ဟိုအကျဲချုပ်အန်ကုတ်ဥတည်ဦးတို့အန်ကုတ်ဦးကြည်မောင်တို့ကတော့အင်းစိန်ထောင်မှာပေါ့ဒါပေမဲ့ကျမတို့၃ယောက်စုံကတူညီတာပါလေဆိုတော့ကျမတို့ပြန်ပြီးတော့ NLD ကိုလှမ်းဖို့ဆိုတာလုံးဝမစဉ်းစားခဲ့ပါဘူး NLD ကိုပြန်ရန်ရန်လုပ်ဖို့ဆိုတာလည်းမစဉ်းစားခဲ့ပါဘူးအเจ้าမျိုးမျိုးကြောင့်မလို့ဒီလိုတော့ဖြစ်ခဲ့ပြီး ပြောပြောရမယ်ဆိုရင်ကျမတို့တယောက်ပေါ်တယောက်ယုံကြည်မှုရှိတယ်အန်ကဦးတည်ဦးတို့အန်ကအန်ကဦးကြည်မောင်တို့ကလည်းကျမတို့လူပဲပေါ့နော်ကြံခဲ့တဲ့အန်ကဦးအောင်ရှေတို့အန်ကဦးလွင်တို့ဟာမမှန်ကန်ကန်လုတ်သွားမယ်အဖွဲချုပ်ကကောင်းချုပ်အတွက်သာလုတ်သွားမယ်ဆိုတော့လုံးဝယုံကြည်မှုရှိတာကြောင့်မလို့ဘာမှကျမတို့အဖွဲချုပ်ကိုပြန်လှန်မှုဆိုတာလည်းမစင်စားခဲ့ပါဘူး။နောက်အန်ကဦးတည်ဦးနဲ့အန်ကဦးကြည်မောင်ကကျမအရင်လွတ်မြောက်ခဲ့ပါတယ်။ကျမကတော့တထောင်အဲ9995ခုနှစ်ဇူလိုင်မှာအခြေချုပ်ကနေလွတ်ပါတယ် အခြေကျုပ်ကနေဒီမှာလွတ်တဲ့နေ့မှာပဲအန်ကဦးကြည်မောင်အန်ကဦးတင်ဦးနောက်ပြီးတော့အန်ကဦးအောင်ရှေအန်ကဦးလွင်တို့အားလုံးအိမ်ကိုရောက်လာပါတယ်အန်ကဦးအောင်ရှေနဲ့အန်ကဦးဦးလွင်ဟာဂျပန်ကိုပထမဦးဆုံးပြောတဲ့ကိစ္စဒီမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပြန်အပ်ပါတယ်တဲ့ဒါဂျပန်ကအရင်နဲ့ပြန်ပြီးတော့ဒီဟာကိုဥဆောင်မှာဆိုပြီးတော့နောက်ဆုံးကပြောပါတယ်။အဲကျမကတော့အန်ကူအောင်ရှေပဲဆက်ပြီးတော့ဥဆောင်မှာအန်ကူအောင်ရှေပဲဆက်ပြီးတော့ဥက္ခရလုပ်ပါ။ကျမကအရင်တုန်းကလိုပဲအထွေထွေတွေးမှုအနေနဲ့ ်ဆက်ပြီးတော့တာဝန်ထမ်းဆောင်ပါမယ်ဆိုတော့ကျွန်တော်တို့အားလုံးညီညီညွတ်နဲ့ဆက်ပြီးလုပ်တယ်။ဒါကျွန်တော်တို့အဖွဲ့ချုပ်အတွက်အင်မတန်မှအကုံယူစရာကိစ္စဖြစ်ပါတယ်။ကျွန်တော်တို့အချင်းချင်းနေရာလူရာလည်းမရှိဘူး။ကိုယ်နေရာကိုပြန်ယူမယ်လို့အာသူနေရာဘလူကယူရက useless သူသလဲလို့ဒါမျိုးတွေကျွန်တော်လုံးဝမရှိပါဘူး။ဒါမှမဟုတ် NLD ရဲ့အစင်လာဟာနေရာလူချင်းမဟုတ်ပါဘူး။တယောက်နဲ့တယောက်နေရာပေးတာတယောက်ပေါ်တယောက်သစ္စာစောင့်တာတယောက်ပေါ်တယောက်ကူညီတာမဆတာဒါ NLD ရဲ့အစင်လာပါဒီတော့ဒီစင်လာကို ောက်ဖြက်ခဲ့တဲ့လူတွေ NLD ထဲမှာမရှိဘူးလားဆိုတော့ရှိတာပေါ့ဒါကတော့လူသဘာဝအရာပဲနေရာလူတာတောင်းနေတောင်မတဲ့ချက်မတဲ့ကြတာအဲတောင်းနေတောင်နည်းနည်းပါပါရန်လုတာလို့ပဲပြောရမှာပေါ့နော်ဒါတွေကတော့လူသဘာဝအရာလဲဖြစ်တာပဲနောက်ပြီးတော့အဖွဲ့အစည်းများရဲ့သဘာဝအရာလဲဖြစ်တာပဲအဖွဲ့အစည်းများအတွင်းမှာနေရာလူတာတွေဆိုတာဒါမှထူးဆန်းတာတွေမဟုတ်ပါဘူးသို့တော်ညာလဲဒါဟာတော့ NLD ရဲ့တကယ်တောင်းပို့ထားတယ်လည်းမဟုတ်ပါဘူး NLD ရဲ့ခိုင်မာတဲ့ အစင်လာလည်းမဟုတ်ပါဘူးအစင်လာနဲ့တွေ့ဖြီးတဲ့လူသဘာဝအကြောင်းဖြစ်ပေါ်လာတဲ့ပြဿနာတွေလို့ပဲကျမတို့ကတော့ဒီလိုပဲမြင်ပါတယ်ဒါပေမဲ့ဘယ်လိုပဲပြဿနာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူလတုန်းကကျမတို့အဖွဲ့ချုပ်စပြီးတော့ထူထောင်ခဲ့စဉ်တွေကထိမ့်သိမ်းခဲ့တဲ့တံပိုးရှိထားတွေကိုကျမတို့လက်မလွတ်ပါဘူးအခုထိဒီတံပိုးထားတွေကိုဆက်ပြီးတော့ရှင်းတောင်းလို့တနေ့နဲ့တနေ့ကိုကျမတို့ဆက်ပြီးစူးစမ်းရတာဖြစ်ပါတယ် ဒီလိုတံပိုးထားတယ်ဆိုတာဟာတခါတံပိုးထားချလိုက်တာနဲ့အမြဲပဲတည်မြဲလို့ကျမတို့ယူဆလို့မရပါဘူးချမှတ်ထားတဲ့တံပိုးထားတွေချမှတ်ထားတဲ့အစင်လာတွေကောင်းတဲ့အစင်လာတွေပေါ့နော်မကောင်းတဲ့အစင်လာတွေဆိုရင်တော့ကျမတို့ပြောင်းရမှာပေါ့ကောင်းတဲ့အစင်လာတွေကိုထိမ့်သိမ်းထားဖို့ဆိုတာနေ့စဉ်ကတာဝန်ကြီးဖြစ်ပါတယ်ညတိုင်းညတိုင်းကျမတို့ဆက်ပြီးလုပ်ရတာပါကျမတို့အခုဆိုလို့ရှိရင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအနှစ်30ကျော်ပြီဆိုတဲ့ခါကြတော့အရင်တုန်းကဖြစ်ခဲ့တာတွေကိုမသိဘဲနဲ့ပို့ပြီးတော့ နိုင်ငံရေးလို့ရတာလွယ်တဲ့ခင်မှာဝင်လာတဲ့အဖွဲ့ဝင်တွေဟာဘယ်လောက်ခက်ခက်ခဲခဲနဲ့ကျမတို့အဖွဲ့ချုပ်ရပ်တည်ကြရတယ်ဆိုတော့တိတ်ပြီးတော့သဘောမပေါက်တာတွေရှိပါတယ်ဒီလိုခက်ခက်ခဲခဲနဲ့ရပ်တည်ကြရတယ်ဆိုတော့ကျမတို့ပြည်သူအတွက်လိုအပ်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုတော့ယုံကြည်ချက်မှယုံကြည်ချက်ကြောင့်ကျမတို့ရပ်တည်နိုင်ခဲ့တာပါအခုလည်းဒီလိုယုံကြည်ချက်နဲ့ကျမတို့ဆက်ပြီးလုပ်နေမှာပါအဲ့လိုပြောခြင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မရှိလို့ပြည်သူအတွက်မဖြစ်ဘူးလို့အဲ့လိုပြောလို့တာမဟုတ်ပါဘူး။ကျမတို့အနေနဲ့ပြည်သူအတွက်ကျမတို့အတတ်နိုင်သမျှလုပ်မယ်။ကျမတို့စွမ်းဆောင်နိုင်သမျှကျမတို့ကိုယ်စွမ်းနိုင်ညာညာစွမ်းရှိနိုင်ရှိရှိသမျှကျမတို့ရဲ့နိုင်ငံအတွက်ကျမတို့ရဲ့ပြည်သူလူထုအတွက်ကျမတို့ယုံကြည်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်။အဲ့တော့အဖွဲ့ချုပ်ရဲ့အစဉ်လာတွေကိုလည်းအစဉ်လာခေါင်းတွေကိုလည်း ဒီပန်းတိုင်ကိုရောက်ဖို့အတွက်ကျမတို့ထိမ့်သိမ့်ထားဖို့ရည်ရွယ်ပါတယ်ဒီလိုထိမ့်သိမ့်ထားဖို့ရည်ရွယ်ပြီးတော့လုတ်ကိုင်းတဲ့နေရာမှာဆိုရင်လူတယောက်တည်းလို့လို့လည်းမဖြစ်ဘူးလူအ ਨੇ စုလို့လို့လည်းမဖြစ်ဘူးအများကနေပြီးတော့ဝိုင်းပြီးတော့ညီညီညွတ်ညွတ်နဲ့လို့လှုပ်ဆောင်ရတာဖြစ်ပါတယ်အဲ့တော့ဒီနောက်နောက်နေ့တွေမှာဆိုလို့ရှိရင် ကျမတို့အဖွဲ့ချုပ်ကိုဥစွာပထမတည်းကဝင်ရခဲ့တဲ့ကျမတို့အဖွဲ့ဝင်နေကျမတို့အဖွဲ့ချုပ်ရဲ့တူတက်ရေးအတွက်ကျမတို့အဖွဲ့ချုပ်ရဲ့ခိုင်မာရေးအတွက် ကျွန်တော်တို့ဖွဲ့ရုပ်ကရှင်သန်ရေးအတွက်အမျိုးမျိုးအနစ်နာခံပြီးတော့လုပ်ခဲ့တဲ့ပုံကိုယ်တွေနဲ့လည်းကျွန်တော်တို့ပြည်သူတွေကိုဟိုစိတ်ဝင်စားတဲ့ပြည်သူတွေကိုကျွန်တော်တို့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီလိုမိတ်ဆက်ပေးတဲ့အခါမှာမှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာဆိုရင်ဘယ်လိုလူဘယ်လိုလူတွေကပါတယ်လဲဘယ်လိုလူတွေကဒီဒီအဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်လာတယ်လဲဆိုတာကိုနားလည်နိုင်မှာပါအားလုံးကတော့ဒီပုံစံနဲ့မဟုတ်ပါဘူးအားလုံးကလည်းအခုကျွန်တော် နောက်ရက်တွေမှာမိတ်ဆက်ပေးမဲ့ပုံကိုယ်တွေနဲ့တပုံစံနဲ့လို့လည်းပြောလို့မရပါဘူး။သို့တော်ညာလဲဒီလိုပုံကိုယ်တွေဟာဒါကျွန်တို့ရဲ့စံနှုံးထားတွေကိုကိုစားပြုတဲ့ပုံကိုယ်တွေလို့ပြောမယ်ဆိုလို့ရှိရင်တော့မမှားပါဘူး။ဒါကြောင့်အဖွဲ့ချုပ်အကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ပြည်သူတွေအနေနဲ့နားထောင်ကြည့်ကြပါလေ။ကျွန်တို့ရဲ့အဲ Facebook ကိုဝင်ပြီးတော့ကြည့်စီကြပါလေ။ကြည့်ပြီးတော့ကျွန်တို့နဲ့အတူ ရုံးကန်ခဲ့ရတဲ့ဟိုးအနှစ်30ကျော်ကလေးကအဖွဲ့ဝင်နေမိနစ်တနည်းအားမှာယုံကြည်ချက်အရာဝင်လာတဲ့ကျမတို့အဖွဲ့ချုပ်ထဲကအငယ်ဆုံးအဖွဲ့ဝင်နေနဲ့ပို့ပြီးတော့အကျွမ်းတဝင် ဖြစ်သွားတဲ့အခါမှာကျမတို့အချင်းချင်းလည်းပြည်သူနဲ့ကျမတို့အဖွဲ့ချုပ်ကြားပေါ့နော်ကျမတို့အချင်းချင်းကြားမှာနှိစက်မှုတွေပို့ပြီးတော့ရှိလာနိုင်မယ်လို့ကျမယုံကြည်ပါတယ်တယောက်နဲ့တယောက်နှိစက်မှုရှိမှတယောက်နဲ့တယောက်တကယ်နားလည်မှုရှိမှတယောက်နဲ့တယောက်အပြန်အလှန် ယုံကြည်မှုလေးစားမှုဆိုတာကျမတို့တည်ဆောက်နိုင်မှာပါအပြန်အလှန်ယုံကြည်မှုလေးစားမှုနဲ့မှာတာလျင်ကျမတို့တကယ်တန်ဖိုးရှိပြီးတော့တကယ်နိုင်ငံကိုအကျိုးပြုတဲ့လက်တွဲဆောင်ရွက်ချက်တွေကိုကျမတို့လုပ်သွားနိုင်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်